ကိုတောင်ကနေဆင်းလာတဲ့အခါကျတော့ဘာတွေ့တော့ဆိုတော့တရဝရကောင်လူလူလူတရဝရကောင်ပေါ့မြင်ခွဲနဲ့မှမြင်လိုက်တယ်လူတွေစွန့်နဲ့မစင်တွင်းကြီးထဲမှာသူကခေါင်းထီအောင်မြုပ်ပြီးတော့ပြင်းမှန်းဆင်းရဲနေတယ်မစင်တွင်းကြီးထဲမှာမြုပ်နေတယ် မြုပ်လိုက်ပေါ်လိုက်မြုပ်လိုက်ပေါ်လိုက်ဖြစ်နေတဲ့အဲ့တတ္တဝါကြီးကိုသွားတွေ့တယ်မစင်နေနဲ့မြုပ်နေတယ်ပေါ့အော်ဟစ်ညင်းယူပြီးတော့မစင်နေတဲ့ကလည်းမထွက်နိုင်ဘူးမစင်တွင်ကြီးတဲ့မှာမြုပ်ပြီးတော့နေတဲ့တတ္တဝါတကောင်သွားတွေ့တယ်တာမန်တွေကတော့မမြင်နိုင်ဘူးပေါ့နော်အဲ့တော့မြင်တဲ့ဒီတတ္တဝါကိုမြတ်စွာဘုရားထံရောက်လို့မေးတဲ့အခါကျတော့ဘုရားဒီတတ္တဝါဟာတဲ့အရင်ဘဝတုန်းက ူတော်ဘာသာမယားကိုစော်ကားကျူးလွန်ပြီးတော့သူတော်ဘာသာမယားနဲ့ပျော်ခဲ့တဲ့ပုဂ္ဂိုလ်လေဒါကြောင့်မလို့မစင်တွင်ထဲမှာသူကံကြမ္မာကမစင်တွင်နဲ့ပို့ထားလိုက်တယ်သူတသက်တာလုံးဟာမစင်တွင်ထဲမှာပဲသူနေရတယ်ပေါ့လောက်လို့အကောင်မျိုးဖြစ်တာပေါ့နော်သို့တော့လောက်မဟုတ်ဘူးသူကတရဝလူလူလိုတရဝတကောင်ဖြစ်ရတယ် အဲ့တော့ဘာပဲဖြစ်ဖြစ်ကိုလှုပ်လို့ကိုဖြစ်တာလေကြည့်ပဲဒါတွေကနော်အတိတ်ဘဝကလှုပ်ခဲ့လို့ရှိရင်ဒါမျိုးမဖြစ်ဘူးလို့ပြောလို့မရဘူးဘာလို့လို့ဆိုလှုပ်တော့ကကိုယ်စိတ်နဲ့လှုပ်တာလေကိုယ်စိတ်လို့ဆိုရဲကကိုယ်ပိုင်တဲ့စိတ်ပဲကိုယ်ပိုင်တဲ့စိတ်ကနေပြီးတော့လှုပ်တာဆိုတော့ဒီအကျိုးကသူများကိုသွားပေးမှာမဟုတ်ဘူးကိုယ့်ကိုပဲလာပေးမှာပဲဒါကြောင့်မို့လို့ကံတရားဆိုတာကိုယ်နဲ့သာသက်ဆိုင်တယ်သူများနဲ့မသက်ဆိုင်ဘူးလို့သူပြောတယ်နောက်တစ်ခါ ဒါကြတော့အမျိုးသမီးတယောက်တည်းတွေ့တယ်အဲ့ဒီအမျိုးသမီးကခொဏလိုပဲအရေးမပါဘူးအပေါ်ကအရေးကုန်မပါဘူးအသားတိတ်ကြည့်လို့ဖြစ်ရဲနဲ့တကူလုံးကအရေးမပါအရေးမပါသည့်အတွက်ကြောင့်ဘာဖြစ်တော့ဆိုတော့အကောင်ဘလောင်တွေကအကုန်ကြိုက်ကြတာနော်အင်တာမတနာစရာဖြစ်ပြီးတော့အကာအကွယ်မရှိဘူးပေါ့ ြင်ကောင်းနေပါတယ်အကုန်လုံးကနေဝိုင်းဝန်ပြီးတော့လူမအရေကွန်လေးကဖုံးထားလို့ကြည့်ပြောရှုပြောရှိနေတာအရေကွန်လေးကိုခွာလိုက်လို့ရှင်အလုံးဟာနေရဲရဲကြီးပဲเนาะနေရဲရဲကြီးပဲအရေကွန်လေးပေါ်မှာကြည့်ပြီးတော့သာအသားဖြူတယ်တို့အသားမဲတယ်တို့လှတယ်တို့မလှဘူးနဲ့ပြောနေကြတာအရေကွန်လေးခွာလိုက်ရင်တော့အရေကြီးတွေကြီးပဲအကုန်ဟောဟောဒီတတ္တဝါကလည်းပဲ အမျိုးသမီးတတ်တော်လည်းပဲအရေးကောင်းမပါသေးတဲ့ကြောင့်ခန္ဓာကိုယ်ကြီးတစ်ခုလုံးကနီးရဲပြီးတော့နေတယ်။အဲ့ဒီအမျိုးသမီးကအတိတ်ဘဝတုန်းကမလုပ်ခဲ့တယ်လို့ဆိုဖောက်ပြားခဲ့တဲ့အမျိုးသမီးတဲ့နော်ဖောက်ပြားခဲ့တဲ့အမျိုးသမီးဖြစ်လို့အခုလိုဒီဘဝမျိုးကိုရောက်ထား